woman နဲ့ women ရဲ့အတန်ထွက်ဘာကွာလဲပေါ့နော်တခြားကျောင်းသားတွေ speaking test ဆက်လို့ရှိရင်လေဒီအတန်တစ်ခုကအမြဲရောကြတဲ့အထက်မှာပါတယ်ပေါ့နော်အဲ့တော့တချို့ woman women singular plural noun ရဲ့အတန်ထွက်ပုံမတူဘူးပေါ့နော်အဲ့ဒါလေးကိုချောဒီနေ့ video မှာအတူတူကြည့်ကြည့်မယ်ပေါ့နော်အဲ့တော့တချို့ social media မှာဆိုလေဟာတာကြီးတွေ့လိမ့်မယ် coffee cup ပုံလေးနဲ့လေ women ဆိုပြီးတော့လေအဲ့ဒီ meme လေးက pronunciation ကလေ နည်းနည်းလေးမှန်တယ်ပေါ့နော်ဟိုတချို့က flu ပဲနောင်ဆိုရင်လေ wo လို့မထွက်ပဲနဲ့ we လို့အဲ့လိုထွက်တာမရတယ်ပေါ့နော်အဲ့တော့ size လေးကိုရင်ကြည့်ကြည့်မယ်နော်ပထမ singular noun ကကြတော့တချို့ woman သူက u အတန်နဲ့ထွက်တယ်ကွာ u အတန်ကလေသူ့ရဲ့ phonetic sign က yy လေးဖြစ်နေမှာလားအဲ့လိုမျိုးပဲတချို့ကနှာခမ်းကို yy လိုက်ရတယ်ပြရှာအပေါ်အကောင်နဲ့ကတ်နေရယ် short power up 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 ပြရမှာအနောက်မှာရွှာဆောင်ဆိုတော့ ဘလက်ပဲ men women women အရာဒါ singular noun ပေါ့နော် plural ကကြတော့တချို့ women သူက it အတန် it အတန်က short vowel ပဲဒါပေမဲ့သူကနှက်ခမ်းမဝိုင်းတော့နှက်ခမ်းမဝိုင်းမဲ့တချို့တယောက်ကိုတွေ့ရင်ရီးပြရမှာလားအဲ့လိုနှက်ခမ်းကမဝိုင်းတော့ဘယ်နဲ့ဘေးကိုကားသွားတာပေါ့နော် it သူကလည်းရှာပေါ့အာကောင်မှာပဲကက်ပြီးထွက်ရ it so wit women 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 မတူတော့ရှင်းမထွက်ချင်မယ်နော် woman women woman women နှစ်ခမ်းဝိုင်းနံမဝိုင်းနာကွာတယ်ပေါ့နော်အဲ့တော့ sentence တွေမှာဒါဒီလိုသလုံးချင်းစီရတဲ့ထက်ကို꿰သွားပြီဆို sentence တွေမှာထည့်ပြီးတော့ထွက်ချင်မယ်နော် I saw a woman I saw three women I talked to a woman I talked to two women I know that woman I know those women. There's a woman in the room. There are three women in the room. အဲ့လိုမျိုးလေးတချို့လေ့ကျင့်လို့ရအောင်တလုံးချင်းစီအရင်ထွက်ကြည့်မယ်ပြီးရင်တချက်ပေးရ sentence တွေမှာလေ sentence ရအောင် video pause လုပ်ပြီးတော့လေအနောက်ကနေ like ပြောပြီးတော့ pronounce လုပ်လို့ရအောင်ပေါ့နော် that's all about the difference between women and women